စီးကျိုရှိနေလားလမ်းလျှောက်ပါလို့ဘာလို့ပြောတာလဲဆိုလို့ရှိရင်တော့ထုတ်လုတ်ရှရှားနေတာက အမျိုးသားနဲ့စီးကျိုဖြစ်နိုင်ခြေကိုချော့ချပေးနိုင်တယ်လို့စီးကျိုရှိနေပြီးသားသူတွေမှာလည်းသွေးရင်းသကြားတက်ကိုထိန်းကြည့်ပေးနိုင်တဲ့အတွက်ကြောင့်မှာဒီတော့စီးကျိုရှိရသူတွေအတွက်သွေးရင်းသကြားတက်ကိုထိန်းပေးနိုင်တယ်လို့နေ့စဉ်လှုပ်ဆောင်ရတာလွယ်ကူစေတဲ့နည်းလမ်းကတော့လမ်းလျှောက်တာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့စီးကျိုရှိရသူတွေအနေနဲ့ ီနေ့ video လေးထဲမှာတော့စီချိုရှိရတဲ့တွေအနေနဲ့လမ်းလျှောက်ပေးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကောင်းကျိုးတွေခံစားရနိုင်လဲဆိုတာကိုရပြချင်ပါတယ်ရှင်ပထမအဆုံးတစ်ခုကတော့ သွေးရင်းသကြားဓာတ်ကိုထိန်းညီးပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါခန္ဓာကိုယ်ကအလှုပ်ရှားဖို့လိုအပ်တဲ့စွမ်းအင်တွေအတွက်သွေးရင်းဂလူးကို့စ်ကိုအသုံးပြုလိုက်ပါတယ်။ဒါကြောင့်သွေးရင်းသကြားဓာတ်ကျဆင်းစီဖို့အတွက်ဆိုရင်တော့လမ်းလျှောက်တာပါဝင်ကိုယ်လက်လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။လေ့ကျင့်ခန်းကိုတနည်းကိုနိုင်ဝက်လောင်းနဲ့ပုံမှန်လှုပ်ဆောင်ပေးတာကသွေးရင်းသကြားဓာတ်ကိုလည်းထိထိရောက်ထိန်းညီးပေးနိုင်မှာပါနော်။နောက်ထပ်ချက်တစ်ခုကတော့ကိုယ်လေ့ကျင့်ကိုထိန်းညီးနိုင်ပါတယ်။အသက်အရွယ်ကိုယ်လေ့ကျင့် ဘလောက်ပြင်းပြင်းထန်ထန်လောက်တာလဲဆိုတာနဲ့အကွာဝေးပုံမူတည်ပြီးတော့ကယ်လိုရီလောင်ကျွမ်းမှုကကွာခြားနိုင်ပါတယ်။ဒီနေရာမှာသိထားရမှာတစ်ချက်ကတော့အခြေခံအားဖြင့်ကိုယ်လေးချိန်ကိုမများကျစေခြင်းနဲ့ဆိုရင်တော့ကယ်လိုရီကိုမများလောင်ကျွမ်းမှုလိုပါမယ်။နောက်တစ်ချက်ကတော့ကျန်းမာရေးနဲ့ညှို့တဲ့အစာအစာတွေစားဖို့ပါ။လမ်းပုံမှန်လျှောက်ပေးတာကလည်းစိတ်ကြိုရှိတဲ့သူတွေမှာကျန်းမာတဲ့ကိုယ်လေးချိန်ထိန်းနိုင်စေဖို့ထောက်ကူပေးနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့နှလုံးကျန်းမာစေတာပါ။ စကြဝရှိတဲ့သူတွေကတခြားသူတွေထက်နှလုံးသွေးကြောဆိုင်ရာယောဂဖြစ်နိုင်ခြေကနှစ်ဆကနေလေးစားထိပိုများနေပါတယ်။ဒီအခြေအနေကိုကာကွယ်ဖို့ဆိုရင်တော့နေ့စဉ်လမ်းလျှောက်ပေးတာကတော့နီလန်ကောင်းပါပဲ။နေ့စဉ်ကိုယ်လက်လှူရှာမှုရှိတာကနှလုံးသွေးကြောတွေကိုကျန်းမာစေပြီးတော့သွေးပောင်ခြင်းကိုထိန်းချုပ်ပေးတယ်လို့သွေးရင်းကိုလက်စရောကိုယ်လက်ကျဆင်းစေနိုင်ပါတယ်ရှင်။ နောက်ထပ်ချက်တစ်ခုကတော့အစိတ်ခံစားမှုကောင်းစေတာပါ။စိတ်ပီစီမှုများတာကအမျိုးအစားနှစ်စီးကြိုယောဂကိုပိုဆိုးစေနိုင်ပါတယ်။ဒီတော့စိတ်ပီစီမှုကြောင့်အသွေးအကြားဓာတ်မကျစေဖို့အတွက်ဆိုရင်စိတ်ကိုအနာပေးတဲ့အနေနဲ့လမ်းလျှောက်ပါနော်။ဒီလိုမျိုးလမ်းလျှောက်ပေးတာကစိတ်ပီစီမှုကိုရောကြစေနိုင်ပါတယ်။စီးကြိုရှိပေမဲ့လည်းကျန်းမာပျော်ရွှင်နေစေဖို့လမ်းပုံမှန်လျှောက်ပေးပါနော်။ နောက်ထပ်တစ်ခုကတော့အိပ်ပျော်စေတာပါ။လေ့ကျင့်ခန်းလုပ်တာကကောင်းကောင်းအိပ်ပျော်စေပါတယ်။ညာဘက်တွေမှာကောင်းကောင်းအိပ်ပျော်စေတာမျိုးတွေမရှိဘူးဆိုရင်တော့လမ်းလျှောက်ပေးပါ။လမ်းလျှောက်ပေးတာကသွေးရင်းစကြားတက်ကိုထိန်းညှိပေးပြီးတော့အိမ်ကြီးမဝရာကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့အတွက်ထောက်ကူပေးနိုင်မှာပါနော်။နောက်ထပ်ချက်တစ်ခုကတော့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြင်းနည်းစေတာပါ။ စစ်ကြိုရှိတဲ့သူတွေကသွေးရင်းသကြားဓာတ်ကိုမထိန်းနိုင်တဲ့အခါမှာနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။မျက်လုံး၊ခြေဘဝ၊ကြောက်ကပ်ပြဿနာတွေပါ။အာယုံကြောတွေလည်းပျက်စီးစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာ၊လမ်းလျှောက်တာတွေက အမျိုးအစားနှစ်စစ်ကြိုရောဂါရှိတဲ့သူတွေမှာ သူရင်တရားတက်ကိုထင်းကြီးပေးပြီးတော့နောက်ဆက်တွဲကျမရဲ့ပြဿနာတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့အင်ဆူလင်တုတ်ပြန်မှုကောင်းစေတာပါ။ဆီချိုရှိတဲ့သူတွေကအင်ဆူလင်တုတ်ပြန်မှုအားနည်းတတ်ကြပါတယ်။ ဒီပြဿနာကိုဖြေရှင်းကျင်နေဆိုရင်တော့လမ်းလျှောက်ပေးတာကအကောင်းဆုံးပါပဲ။ဒါကြောင့်အင်ဆူလင်တုပ်ပြန်မှုကောင်းစေဖို့အတွက်ဆိုရင်တော့လမ်းလျှောက်ပေးပါနော်။တနည်းဒါမှလမ်းဘလာတွေလျှောက်ပေးရမလဲဆိုတာကိုပြပြပေးခြင်းပါတယ်။စီချိုရှိရသူတွေအနေနဲ့သူရင်းတရားတက်ကိုထိန်းညီးပြီးတော့နောက်ဆက်တဲ့ပြဿနာတွေကိုကောက်ွယ်ဖို့အတွက်ဆိုရင်တနည်းဒါကိုမိနစ်30တစ်ပတ်ကို5ချိန်လျှောက်ပေးပါ။တစ်ဆက်တည်းမိနစ်30မလျှောက်ဖြစ်ဘူးဆိုရင်တော့တစ်ခါကို10မိနစ်နှုန်းနဲ့3ချိန်ခွဲလျှောက်တာ15မိနစ်2ချိန်လျှောက်တာမျိုးတွေလုပ်ပေးလို့ရ ရပါတယ်။လမ်းလျှောက်တဲ့အခါခက်တက်တက်လေးလျှောက်ပေးပါ။လမ်းလျှောက်ပြီးလို့မိနစ်အနည်းငယ်ကြာရင်ချွေးဆိုလာရပါမယ်။ပြင်းကြီးထက်ကုန်းတွေမှာလျှောက်ပေးပါ။ဒါမှလေးချင်ငန်းလှုပ်တယ်လို့အကျိုးကျေးဇူးရမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီအောင်ချိုးလိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။